ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးအောင်သိန်းရေးသားတော့တိုလီမိုလီစာပေမာလို့အမည်ရတဲ့ရတ္တစာစုလေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာတိုလီမိုလီစာပေ9ယခုခေတ်ကျောင်းသားလူငယ်တွေကိုမြန်မာစာသင်ရသည်မှာတခါတရံအလွန်မျက်စိလဲရသည် ကျွန်တော်တို့ငယ်စဉ်က လူတိုင်းလူလူသိနေကြသောအကြောင်းအရာများကို သူတို့လုံးဝ မတိကြတော့သည်များကိုမကြခဏတွေ့ရတတ်သည်အခုဒသမနံကဗျာလက်ရွေးစဉ်တွင်ရွှေနေယိုမှ ပန်းစကားဟူသောကဗျာလေးပါလာသည်ကဗျာရေးခဲ့သည့်ခေတ်ကိုတော့ပကံခေးဟုအဆိုပြုထားပါသည်ကဗျာအတွက်မိစ္ဆာအမှားစာတွင်ပုပ်ပါတော်ကစကားဝါပန်းသည်ပကံခေးကလေးကထင်ရှားခဲ့ဟန်တူသည်စကားဝါပန်းနှင့်ပတ်သက်၍လွမ်းစရာဇလန်းကလေးများကိုလည်းဒန္နာဤတစ်ဖွဲ ပြောလိရှိကြသည် ဗကန်သူရဲကောင်းပြရသည်ပုပ်ပါကစကားဝါပန်းကိုဗကန်နန်းတော်သူနေ့စဉ်ပန်းဆက်ရကြတဲ့ထို့သောပန်းတော်ဆက်တောင်းဝန်ကိုထမ်းရင်ပုပ်ပါသူမဲဝန်းနာနှင့်တွေ့၍ချစ်ကျွမ်းဝင်ရတဲ့စသည်ဖြင့်ပုပ်ပါတော်သည်ဒါနာယီဒီဟူသောပန်းများဖုံးလွှမ်းသည့်တောင်းလည်းဖြစ်သည်အေချွေနေရိုးမှာပန်းစကားလင်္ကာတော့မဟုတ်အရှင်းငယ်သည် ဗဗဲမောင်တင်တဲ့နှမအကြောင်းဖွဲ့ဆိုထားသော လင်္ကာဟုကဗျာဗန္တာတာရကျမ်းစရာဗကံဝန်တော်မင်းဥတင်က ဆိုပါသည်ကဗျာတွင်မိမပြုတ်တူကမိမိဤမြေတာဇလန်းအကြောင်းကို ပြောပြနေဟန်ဖွဲ့ထားသည်ကဗျာတမဟောအရှင်းငယ်သည်ဗကံခေကပေါ်ပေါက်ခဲ့သောတေးကဗျာဟူ၍၎င်းတေးလေကြောင်မင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့သောတေးကဗျာဟူ၍၎င်းအမှတ်အသားရှိသည်စာအုပ်ကိုပြုစုစီစဉ်သူများက ဒါနာဤတို့ဖြင့်ဖုံးလွှမ်းနေသည့်တောင်ဟု အမသာဆိုလိုက်တော့ကျွန်တော်တို့လိုစာတင်ပေးသည့်မြမသာဆရာများကဒါနာဤတွေကိုတက်သည်။မှတ်သည်။ရှင်းပြရတော့သည်ကျွန်တော်ကတော့ပုပ်ပါတော်၏ပထဝီအနေထားကစပြီးရှင်းပြလိုက်မိတတ်ပါသည်အားလုံးသိကြသည့်အတိုင်းပုပ်ပါတော်သည်မိငိမ့်တောင်ဖြစ်သည်တောင်ဝါကြီးထိတ်တိအောင်တက်ကြည့်လိုက်လျင်မိတောင်ဟောင်းအဝါကြီးကို တွေ့နိုင်သည် ကျွန်တော်ကိုယ်တိုင်း အမှုထမ်းနေစဉ်ကလေးလာရေးခရီးထွက်ရာတွင် တောင်ဝင်ဖြင့်လိုက်ပါရင်တောင်မကြီးထိပ်သို့ရောက်အောင်တက်ခဲ့မှုသည်ပုံပါတော်၏ဒီနေရာကိုကြည့်လိုက်လျင်မြမပြည့်၏အပူဆုံးဝန်းကျင်မြင်းညံခရိုင်တွင် ရှိပါသည်အမြင့်ကပင်လေပင်ထက် ပေ၄000ကျော်ရှိသည် ပြင်းဦးလင်မျိုး၏အမြင့်လောက်ပင်ဖြစ်ပါသည်ထို့ကြောင့်တောင်ထိပ်သို့ရောက်သွားလျင် ပြင်းဦးလင်လိုပင်ချယ်ရီပင်တွင်ပင်လေကပွေးပင်တွေကိုတွေ့နိုင်ပါသည် ဆိုလိုသည်ကမြန်မာပြည်ရာသီဥတုအာလုံးနေပါလာကိုပုပ်ပားတောင်တွင် တွေ့နိုင်သည်တို့ဖြစ်၍မြန်မာပြည်တွင်ပေါက်သောတစ်ပင်ပန်းမှန်အာလုံးလောက်နေပါကိုပုပ်ပားတောင်တွင် တွေ့နိုင်သည် ထို့ကြောင့်ရှေခေတ်ကဆေးမြင့်ဆေးဥရှားသူတို့သည်ပုပ်ပားတောင်ကိုတက်ပြီးရှားကြခြင်းဖြစ်သည်ထိုရှားများကိုပြောပြလိုက်သောအခါကျောင်းသားတွေစိတ်ဝင်စားလာကြသည်တကောင်းခေတ်ကပေါပေါက်ခဲ့သည်ဆိုသောဗပဲမောင်တင်တဲ့နတ်ကို သူတို့ကြားဘူးနားဝရှိကြသည်သို့တော်ရင်းရဲရဲမတိကြတော့ရှိထို့ကြောင့်ကျွန်တော်ကပြောပြရသည်ရှေခေကမူကားဇက်ပွဲတွေအဖြစ်လဲကပြကြသည်ရုပ်ရှင်တွေဘာတွေလဲရိုက်ကြသေးသည်ထို့ကြောင့်လူကြီးပိုင်းကမတိသူမရှိတဲ့လောက်ပင်ဖြစ်ပါသည်ဒီခေတ်အကြောင်းသားတွေကိုတော့ဖြင့်ပုံမြင်ပြောတယ်လို့ပြောပြရပါသည် ကျွန်တော်ပြောခဲ့ဒီကိုအကျဉ်းရေးပြလိုက်ပါသည် ၎င်းကဲ့တွင်ဗပဲဆရာကြီးတို့ရှိခဲ့သည်သူ့အမိကဦးတင့်တော်သူ့တွင်သားတယောက်သမီးနှစ်ယောက်ရှိသည်သားအမိကမောင်တင့်တယ်သူ့နမအကြီးကမမျက်လားအငယ်ကထွေးမယ်မောင်တင့်တယ်ကခွန်အားအလွန်ကြီးသည်ညာဘက်လက်ကခွက်အစိတ်25ပိတ်သာရှိသော တူကိုကင်သည်ဝဲဘက်ကခွန်90ရှိသော တူကိုကင်သည်ခွန်90တူကိုကင်ပြီးပေပြင်းပေါ်ထုလိုက်လေရင် နန်းတော်ထီအောင်တုံသွားသည်ဒီတော့ရှင်ဘရင်ကသူ့ထီနန်းစည်းတိမ်ကိုလူယူမှစိုးရိမ်လာသည်ထို့ကြောင့်မောင်တဲတဲအားဖန်းခေါ်ရန်မင်းချင်းတွေကိုစေခိုင်းသည်မောင်တဲတဲကထွက်ပြေးသည်ဒီတော့မှရှင်ဘရင်ကပြိရယ်ပြုတ်လျက်သူညမအကြီးမဲမျက်လာကိုမိဖုရားမြောက်သည်ထို့နောက်မဲမျက်လာကိုယ်တိုင်မိဖုရားဖြစ်လာပြီးသည့်နောက်တွင်သူမောင်ကြီးမောင်တဲတဲကိုလည်းအမတ်ကြီးရာတို့ပေးရမည်ဟု အမိန်တော်မှတ်သည်ထို့ကြောင့်မဲမြလာကမောင်ကြီးအားအမတ်ကြီးရတို့နှင့်နန်းတွင်ဝင်ပြီးခါစားပါရန်ကြော်ညာလိုက်သည် ထို့ကြောင့်အမတ်ကြီးတစ်ပါး၏အဆောင်ရောင်အဝတ်အစားနှင့်နန်းတော်သို့ဝင်လာသည်ထိုအခါတွင်မှသူ့ကိုဝိုင်းဖန်ကြသည်ဒီနောက်စကားစိမ့်မိကြီးတို့ခုတွင်ကျိုးတုပ်ပြီးရှေးခေတ်ဗပဲဆရာတို့တုံတော်ဖိုးကျင်ထိုးမီးရှို့တတ်သည် မင်းမြလာက သူ့ကြောင့်မောင်ကြီးအသက်ခံရသည်ကိုကြေကွဲလာသည်နိမိဘုံနေသူသူပါခုံဆင်းသွားသည်ရှင်ဘရင်ကဆွဲတင်ပါသေးသည်တို့တော်ဦးကောင်းကိုသာရလိုက်တော့သည်ဘောင်နမနှစ်ယောက်စလုံးကွယ်လွန်ပြီးနတ်စိမ့်ဖြစ်သွားကြသည်ထိုစကားစိမ့်မကြီးအောက်သို့ ဝင်လာသည်မလူသူတလိษံတို့ကိုဖန်စာချောက်လန့်တတ်သည်ထို့ကြောင့်လူတွေကစကားစိမ့်မကြီးကို ခုတ်ပြီးအရာဝတီမြေကျောမှာမျောလိုက်သည် ဗကံအောင်နာစီရောက်တော့ကမ်းပေါ်မှာတွားတင်သည်ထိုတတုံးပေါ်တွင်ယေရှုအဝိချော်သူများအားဖန်ဆာတက်ပြန်သည်ထို့ကြောင့်တတုံးကြီးကိုကမ်းပေါ်တင်ထားလိုက်သည်တနေ့တော့ဗကံရှင်ဘရင်ကတိုင်းကန်းလှည့်လည်ရာတွင်လူတို့ဦးကိုဝင်ပူပြီးသူတို့မောင်တော်မနှစ်ဦးအားအပိုင်သားနယ်ပယ်ပေးတနာရန်တောင်းပန်သည်ဤသည်တွင်ဗကံပြည့်ချင်းဥစ္စနာကအမိုးပြုအိမ်ဟုသမျှအပိုင်သားရကြစေဟုအမိန့်တော်တမ်းမှန်လိုက်သည် ။မှတ်ချက်ကျွန်တော်ငငယ်ကအမိုးဖြူဆိုတာကိုအိမ်ခေါင်မိုးဖြူဖွေးနေတာကိုပြောသည်ဟုထင်ခဲ့မိတာတတိရခဲ့မိသေးသည်။အမိုးဖြူဆိုဒီမှာအရှင်အတဲ့ပြသက်ပုံဆောင်တွေမပါတော့ရိုးရိုးအိမ်များကိုဆိုလိုခြင်းဖြစ်သည်။ဆိုလိုသည်ကနန်းတော်ဖုံးတော်ကြီးကြောင့်စသည်တာတနီကအဆောက်အဦးမှအပတာမန်ဒူနေအိမ်မှန်သမျှအပိုင်စားစီပေါ့ ထို့ကြောင့်သူတို့ကိုတာမန်အယက်သူအယက်သားအိမ်တွေက ကိုးကွယ်ရရသည်မိလောင်ခံထားရသော သူတို့မှာအုံးရီကိုသာတောက်ရသည်သူတို့လည်းမိလောင်ရေးတည်ခဲ့ရခြင်းကြောင့်အုံးရီကိုလိုအပ်သည်ထို့ကြောင့်အုံးဒီဆက်တတ်ရခြင်းဖြစ်သည်မိလောင်ခံရသောကြောင့်မိကိုအလွန်မုန်းသည်ထို့ကြောင့်မိထုံးပူဇော်ခြင်းမပြုရမိထုံးရဲ့ရောက်လျင်သူတို့၏နောက်အုံးကိုရှာပန်းတဲ့ကလေးဖုံးထားရသည် စကားစိမ့်ကြီးတွင်ကလွန်ကြရခြင်းဖြစ်သောကြောင့်စကားပန်းကိုမုံသည်စကားစိမ့်စကားဝါများကိုဆက်တာခြင်းမပြုရထိုထုံနှန်းစင်နာများကိုတော့ចောင်းသားတွေများသောအဖြစ်သိကြသည်သူတို့အိမ်များတွင်လည်းနတ်အုံဆွဲကြသည်ကိုညအခါရောက်လို့မီးထွန်းလျင်လည်းနတ်အုံရှာကန်ပန်းထဲကလကကလေးကိုဖုံးပေးရဘူးသည်တို့တော့ဘာကြောင့်ဖုံးရကြောင်းမသိကြ မေမဟဂေရီသည်ပုပ်ပါတော်၏အရှင်လည်းဖြစ်သည် ထို့ကြောင့်လည်းမေမဟဂေရီဟုခေါ်တွင်ခြင်းဖြစ်ပါသည်ရှေးကပိုင်းကဆိုလျှင်38မင်းမဟုတ်ပေ36မင်းသာလျှင် ရှိခဲ့သည်ထိုအခါက မဟာဂေရီနှက်ကိုအမြင်ဆုံးထားပြီးကိုကိုွယ်ကြသည် နောက်ကဲ့များတွင်မှတရားနှက်ကိုပါထဲတွင်ကိုကိုွယ်ကြသောကြောင့်38မင်းဖြစ်လာရသည် မိမအဂေရိလည်းဒုတိယအဆင်းသို့ရောက်သွားသည်နှမမထွေးလေးကသုံးပန်လာနတ်ဖြစ်လာပါသည်မနှလေးနတ်မှာသုံးပန်လာ၏တမီးဖြစ်၍အတန်နှစ်နှစ်အရွယ်တွင် ကွယ်လွန်ပြီးနတ်ဖြစ်လာခဲ့သည်မောင်တင်းတယ်ကဗကံတောင်တော်တွင်ငကမရွှေနပင်နှင့်အကြောင်းဆောင်ကြသည်ထို့ကြောင့်နှအောင်ဆွေသောအိမ်များတွင်နှအောင်အောက်ဘက်နာစီ၌ဆင်းဖြင့်ပြုလုပ်ထားသောငကမခေါင်းဆောင်ထားသည် မျက်ရုပ်ကလေးတယုံစင်းဘွက်ထဲတွင်ထိုင်နေသည်ကိုတွေ့ရတတ်သည်ထိုကော့ကိုရေထည့်ပေးရသည်ရွှေနေပေနဲ့ဖြစ်ပါသည်ထိုနေရုပ်ကိုလည်းចောင်းသားတွေတွေ့ဘူးကြသည်အိမ်တွင်မင်းမဟာဂရိနေရုပ်မှာအခြားနေရုပ်များနဲ့မတူဝဲစားတစားထူးသည်ဥပောင်းဆောင်ထားသည်အခုခေတ်တွင်တော့ဖြင့်ပွဲတဲကငွေကြီးများဆောင်းသောဘောင်းများနှင့်ဆင်ထားသည်။တူရင်အင်းကြီးဝဲ၍ပဝါနေကိုရင်မာစီထားသည်။ ခါတွင်ရှိပစိုးကိုဝှက်ထားသည်လက်ရလက်ကရမားကြီးကိုကင်ဆောင်ထားသည်မှတ်ရဲ့ရှေးခေပကြီးများတွင်တော့ဝဲလက်ကဓာကိုကင်ထားသည် နောက်ပိုင်းတွင်တော့ရာလက်ကရမားသားလျင်ပါတော့သည်ဓာကင်သည်ကိုတော့မတွေ့ရတော့အမတ်ကြီးအဖြစ်နန်းတွင်တို့ဝင်ခဲ့သည့်အဆောင်ရောင်များကိုရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်ဟန်ရှိသည်အချို့သောဖျားစီတွေများတွင်မင်းမဟခေဒီနယုတ်ကိုတွေ့ရတတ်ပါသည် ကျောင်းသားများလေးလာတင်ယူနေရတော့ရွှေနှင်းရိုးမပန်းစကားအရှင်းငယ်ကိုကြည်စီခြင်းပါသည်ရွှေနှင်းရိုးမပန်းစကားတို့ကလေပုပ်ပါနတ်ထောင်အခေါင်မြင့်ဖျားစုံတော်ပြ၌နာချားကြိုင်လွင်ခါရန်ပွင့်သည်ရွှေနှင်းရိုးမပန်းစကားတို့ကလေစကားပွင့်နှင့်နှိုင်းတဲ့နိုးသည်ရဲမျိုးသမီးမောင်ကြီးနှမညလပြခြင်းမဲသည့်ပင်သည်ခကြီးတာတို့ကလေ မိလို့စုလေအငဲကလေးကကျွမ်းဝင်ကြသည် မွေးဘတို့ရဲ့မျိုးတိမင်းနှင့်ချစ်ချင်းစုယုံတတ်ထက်ဆုံးသည်နှလုံးမရှာစောင့်တရားဆွေမိမင်းမျက်တုပ်နေစဉ်ရထဲဖြင့်နေကျိုင်းစင်မြဝါမကြီးလျာကိုမဲသာကြိုက်မိတို့မရှိကဗျာတွင်သုံးလုံးသောစကလုံးများကို ကြိလိုက်ယုံနေပြီတေလေကြောင့်မင်းလက်ထက်ကပေါ်ပေါက်ခဲ့သောကဗျာမဖြစ်နိုင်ကြောင်းသိတာလာပါသည် ကျွန်တော်အမှန်ကြီးကိုပြောရလျင်ပင်ရခေတော့မဟုတ်အင်းဝါခေဥပိုင်းလောက်ကနတ်ပွဲများတွင်နတ်ကတော်များတီဆိုရန်ရေးပွဲထားသောနတ်ရှင်ဖြစ်ဟန်ထဲမှာဒီကတော်ဆိုဒီမှာချိန်ဝါမြန်မာသူတို့ဤဇနီးမယားဖြစ်ပါသည်မူရင်းအဖြစ်မုံစကားဖြစ်ပါသည်နဂရတော်တို့သူတို့ကိုသူတို့နိုင်ဤရှိသူအဖြစ် စကားဆိုတတ်ကြသည်ကို တွေးဘူးကြားဘူးကြပါလိမ့်မည်။ ယခုအေကပြတေချာဖတ်ကြည့်လျင်အမျိုးသမီးတစ်ယောက်ကမိမိရှိသူအားပြောဆိုနေသည့်အတန်ကိုကြားနိုင်ပါသည်တိုးကလေဆိုဒီမှာတိုးကိုလေလို့ဆိုလိုပါသည်အညာဘက်တွင်ကျုပ်ကမှမပြောပဲကျုပ်ကဘယ်မှာသိပါမလဲဟိုသောစကားမျိုးကိုကျုပ်ကမှဟိုကျုပ်ကမှဟိုပြောဆိုတတ်ကြပါသည်ဆရာကြီးသခင်ကိုတော်မိုင်းဤလေးကြိုးကြီးများတွင် ထိုအတုံးမျိုးမကြာခဏတွေ့ရတတ်ပါသည် ဤနေရာတွင်တောကလေဆိုဒီမှာအောက်ထုတ်ဦးပေါင်းဆောင်လာသောမောင်ကြီးကိုလေဟုမိမဟဂရိနတ်ကိုအာလုပြုခေါ်လိုက်ခြင်းဟုယူဆမိပါသည်တောတနည်းအားဖြင့်အောက်ထုတ်ဆောင်သည် ဆိုဒီမှာ38မင်းတွင်မိမဟဂရိနတ်ဘာသာလျင်ရှိသည်မဟုတ်ပါလားပထမဦးဆုံးအပိုက်ကတော့ပုပ်ပားတောင်နှင့်ပွင့်နေသောစကားပန်းများကိုဖွဲ့ထားသည်မှာရှင်းပါသည် ဒုတိယပိုက်တွင် စကားပွင့်နှင့်နှိုင်းတဲ့နိုးသည်ဟူသောစကားကတော့လုံဝငယ်ကသူ့ကိုယ်သူ ဖွဲ့လိုက်ခြင်းဖြစ်ပါသည်ထိုအပိုက်တွင်မဲသည့်ပင်သည် ခရီးသာဟူသောစကားကို ကျွန်တော်စိတ်ဝင်စားမိသည်မဲသည့်ပင်ဆိုသည်မှာမဲရှိသူ ခရီးသားကိုစဉ်းစားမိပါသည်ကြောင်းသားကြောင်းသူရွာသားရွာသူ စသည့်တို့ကို ထောက်လိုက်လျင် ခရီးသားဆိုဒီမှာခရီးသွားတော့အမျိုးသားကို ဆိုလိုကြောင်းသိတာလားပါလိမိသူကိုဆိုလိုသည်နီးဆက်ပြီးတွေးလိုက်တော့မဟာဂရိနတ်ကိုဆိုလိုသည်ဟုကျွန်တော်ကောက်ချက်ရှာမိပါသည်အเจ้าကတနိုင်ငံလုံးအမိုးပြုအိမ်ဟုသမ ्या ကကိုးကွယ်သူဖြစ်လေတော့ဟိုအိမ်ကပင်ဖိတ်ဒီအိမ်က ပူဇော်နေပင်မယမနာကြွားရောက်နေရသောကြောင့်သာဝရခရီးသွားနေရသောမောင်ကြီးဟုဆိုလိုက်ဟန်ရှိပါသည် တတိယအပိုင်းမိလွစုလည်းအငဲကလေးကကျွမ်းဝင်ကြသည်ဟူသောစကားမှာ မိလွစတုံးမိလွစတုံးကလေးထုံစားကပင် ရှိခဲ့ကြသည်ဟုဆိုလိုကြောင်းသိတာပါသည် ကျွန်တော်စိတ်ဝင်စားသည်မှာမွေးဖတူရင်ဟူသောစကားပင်ဖြစ်ပါသည်ရခိုင်လူမျိုးတို့ဤမြောက်သားဆိုသည်ကိုကျွန်တော်တတိရတိုင်းမိသည်။မောင်တော်မသားချင်းများအနေအကိုတို့မဟုတ် မောင်ငယ်ကမွေးတော်သားသမီးတို့နဲ့အမတော်မဟုတ်နှမကမွေးတော်သားသမီးတို့ကိုတမီးမြောက်သားတော်ဆက်သည်ဟုတမတ်ကြသည်သူတို့ချင်းလည်းလက်ဆက်ပေးတတ်ကြသည်ထုံးစံရှိသည်မိန်းကလေးဘက်ကကြည့်လိုက်လျင်ခင်မိုးလောက်ဤဖခင်ကိုသူကဘာကြီးခေါ်ရမည်ဖြစ်သည်မှတ်ချက်ကျွန်တော်မှာဒီစာကိုရေးနေရင်တေချာအောင်ယတနာဂီရိကိုအေးသိန်းစီဖုံးဆက်ပြီးမေးကြည့်လိုက်ရသေးသည် သူကစစ်တွေဇာတိဖြစ်သည်ကျွန်တော်စိတ်တွင်ဘာကြီးသားကဘယ်သို့ဘယ်ညာစာသောစကားများမှာမိန်းကလေးကယောက်ျားလေးတယောက်ကိုတမီးမြောက်တာတနည်းအားဖြင့်ရှစ်သူအဖြစ်ဆိုလိုလိုက်တော့စကားပရိယေဟုစကားပရိယေမှာဆင်းသက်လာသည်ဟုပင်ထင်မိသည်ကျွန်တော်တို့ပြောတတ်သောအမေရွှေမဆိုတာမျိုးပေါ့ထို့ပြင်မင်းဘူဥဩဘာသာဤ ဝေဒန္တရာဇတ်တော်ကြီးကိုဖတ်ခွင့်ရစဉ်ကမြောက်သားတော်မတိတေဝီလေဆိုတာကိုလည်းတွားပြီးတတိယမိပြန်သည်ထိုကဲတော့စဉ်းစားမိလိုက်တော့အခါကျွန်တော်တို့မြန်မာတွေမှာလေရှေးခေရှေးခေကတမီးမြောက်သားရှိခဲ့ကြသလားဟုထင်မိပြန်သည်မွေးဘတို့ရင်ဆိုဒီကို ကျွန်တော်ဤသို့တွေးစားမိပါသည် နောက်ဆုံးအပိုင်းမြတ်တော်နေစဉ်ရထဲပြင်နေကျိုင်းစင်မြဝါဆိုဒီတော့ရင်တွင် ပဝါနေစီထားသောမဟာဂီရီကို ဆိုလိုကြောင်းသိတာနေပါသည်မတ်ကြီးလျာအမတ်ကြီးအဖြစ်ယာထားခြင်းခံရသော မောင်ကြီးကိုဟု ဆိုလိုကြောင်းသိတာနေပါတော့သည်ကျွန်တော်တွေးမိသမျှကိုကျွန်တော်နှင့်လောဘကံပန်းမြမစာဆရာများကို အာယုံပြုပြီးတင်ပြလိုက်ရခြင်းဖြစ်ပါသည် တိုလီမိုလီဆိုတာမျိုးက အရေးကြီးလာသည်မဟုတ်ပါကြိုက်လျင်ယူမကြိုက်လျင်လည်းအမိုက်ကာခေါင်းလောင်းတန်ကြသောအခါ အသာထွက်ပြီးကားထဲသို့ထဲလိုက်ယုံသာ ဖြစ်ပါသည်ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးအောင်သိန်းရေးသားတော့တိုလီမိုလီစာပေအမတ်စဉ်၅ကိုဖတ်ပြဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့ညီကောင်မတို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုချိန်နှပါရှင်လန်းရှမ်းမြေကြပါစေခင်ဗျာ